နေအခြင်းချမ်းသာနဲ့ပြည့်စုံနိုင်ကြပါစေဓမ္မဝိဟာရယသပံကမ္မထန်ထိုက်နာနဲ့ခင်းကောင်းသောနေ့ချမ်းသာစေတဲ့အတွေ့လေးတစ်ခုကဘာလဲဆိုတော့ဗုဒ္ဓအမှားကမမိတ်နဲ့ဗုဒ္ဓကသူ့ရဲ့ဘဝတစ်ခုလုံးကိုသတ်သွားတွေအတွက်သူပေးဆက်ထားခဲ့တယ် ဒါကြောင့်တတ္တဝရအကျိုးများဖို့ဆိုတဲ့စကားကိုမှတ်ချတဲ့နေရာမှာအပမထေနတံပါဒေတာဆိုတာအဓိကအချက်ပဲမမိတ်နဲ့ပေါ့ကြဲမိတ်ရင်ဘာဖြစ်မလဲမိတ်ရင်တော့ယထာမတာတည်တဲ့သူနဲ့တူသွားတယ်ပေါ့တို့မိတ်လိုက်တာနဲ့တို့ရဲ့ဘဝဟာတည်ဆုံးသွားအော်တခုမိတ်လိုက်တာနဲ့တခုဒုက္ခဖြစ်သွား ဒါကြောင့်မမိတ်နဲ့ဆိုတာမိတ်တဲ့လူတွေဘယ်လိုဖြစ်သွားသလဲဆိုတော့မိတ်တဲ့သူတွေကဟိုကြရှုံးမှုစီကိုရောက်သွားတယ်ပေါ့အရေကြပေါ့လေအပယ်ကြတာဒါဆိုရင်ဘယ်လိုမိတ်ကြသလဲဆိုတော့ဒုစရိုက်ထိုးထိုးဒုစရိုက်ထိုးထိုးဒုစရိုက်မှုကို ပြုတ်ထိုးထိုးမိတ်လူနရေသားတွေ မရဲသားတွေရဲ့အမိကဘယ်လိုလဲဆိုတော့ဒုစရိုက်မှုတွေပြုတ်ပြီးတော့မကောင်းမှုတွေပြုတ်ပြီးတော့မိတာကာမအစွဲကိုကဲလို့ဖို့မိလို့ပိဋ္ဌာတွေနောက်တမိကတော့ဥစ္စာစည်းစိမ်တွေကိုဆွဲလန်းပြီးတော့ဒီကောင်းမှုကုသိုလ်ကိုမိအဲ့ဒီအမိမျိုးဟာပိဋ္ဌာရဲ့အမိပေါ့နောက်တစ်ခုကအတုရကေမိပေါ့အကြောက် မကြောက်တတ်လို့ကိုခက်ပြောဆိုမိတ်လို့အတူတကယ်တွေ့တချို့ပုဂ္ဂိုလ်တွေက မကောင်းမှုကိုမကြောက်တတ်ဘူးအပယ်စင်းရဲတွေကိုမကြောက်တတ်တဲ့အတွက်ကြောင့်အလုံးမဆုံးမလို့မရဘူးတကယ်ပြောရဆိုရခက်သူရစိတ်ထဲမှာ အမြဲတမ်းခက်ထန်နေပြောရဆိုရခက်ဆုံးမလို့မရဘူးဆိုတော့အဲ့ဒီလူရဲ့အမိတ်မျိုးဟာအတူတကယ်မိတ် အရှက်မရှိလို့ကိုပျော်ကဲပူမိတ်လို့တရိษံတွေနောက်တစ်မျိုးကတရိษံအမိတ်ပေါ့စာရစာတဲ့အပျော်အရှက်မရှိတဲ့အခါကျတော့စာရရင်ပြီးရောလိုက်ရရင်မိတ်လိုက်ရရင်ပြီးရောအဲ့ရရင်ပြီးရောဆိုပြီးတော့အဲ့လိုသုံးပါးနဲ့မိတ်နေတာကိုတရိษံအမိတ်ဒါဆိုရင် မိတ်လေးမျိုးပေါ့ ငရဲသားမိတ်ဒုစရိုက်တွေနဲ့မိတ်တယ်။ဝိတ္တာမိတ်ကဆွဲလန်းတွေနဲ့မိတ်တယ်။အတုရကေမိတ်ကတော့အတိတလူလူနဲ့အခက်ခဲတွေနဲ့မိတ်။တရိစ္ဆာန်မိတ်ကြတော့ရဖို့ဝဖို့အချက်မရှိဘဲနဲ့အဲ့လိုပြောခဲနေတဲ့သူတွေဟာတရိစ္ဆာန်မိတ်ဒါဆိုဗုဒ္ဓရဲ့အလိုကဘယ်လိုလဲဆိုတော့မမိတ်နဲ့ဒါနထိုထို ပြုကုသူလူလိုမမေ့ကြနဲ့ဒါနကောင်းမှုတွေကိုပြုပြီးတော့ကောင်းမှုတွေကိုမမေ့ပဲနဲ့အဲ့ဒီလိုနေတဲ့အကျိုးများတဲ့သူဟာဒါလူလိုနေတာပေါ့လူလိုမမေ့ကြနဲ့တဲ့သီလထို့ထို့ပြုကုသူနတ်လိုမမေ့ကြနဲ့အော်နတ်တွေကသူတို့သီလကိုအခြေပြုပြီးတော့ကုသိုလ်ကောင်းမှုတွေ အဲ့ဒီကုသိုလ်ကောင်းမှုမှသူတို့မမေ့တဲ့အတွက်ကြောင့်မမေ့တဲ့သူတွေကနတ်ဖြစ်တယ်အဲ့ဒီနတ်တွေကသီလအခြေပြုတဲ့ကုသိုလ်ကိုမမေ့ကြဘူးတဲ့သမထထိုထိုဘောကုသိုလ်ဗျာမလိုမမေ့ကြနဲ့တမန်ဒီတမထဇန်စွမ်းအားကိုပွားများတဲ့ပုဂ္ဂိုလ်တွေဟာဗျာမဆိုတဲ့ချမ်းသာကိုရတယ်အဲ့ဒီဗျာမတွေဟာတမထပွားဖို့သူတို့မမေ့ကြဘူးတဲ့ ပညာထိုထိုပြုမဲ့ဖို့အရိယာလို မမေ့ကြနဲ့ဝိပဿနာပညာမဲ့ပညာဖို့ပညာအဲ့ဒီပညာစွမ်းအားနဲ့အရိယာဘဝကိုရောက်ရှိသွားကြတဲ့ပုဂ္ဂိုလ်တွေဟာဘယ်တော့မှဒီဝိပဿနာအတိပညာတွေကိုမမေ့ကြဘူး။ဒါကြောင့်ဗုဒ္ဓဆိုလိုတဲ့မမေ့ခြင်းကလူလိုမမေ့နဲ့ပြီးတော့နတ်လို မမေ့ချင်နဲ့ ဇမန်လို့မမေ့ကြနဲ့အရိယာတွေလို့မမေ့ကြနဲ့တဲတဲ့ပြောရင်တော့မေ့ရင်တော့ငရဲပိဋ္ဌာသူရကေတရိစ္ဆန်မမေ့ဘူးဆိုရင်တော့လူချမ်းသာနတ်ချမ်းသာဇမန်ချမ်းသာအရိယာချမ်းသာထိတက်လှမ်းနိုင်ကြလိမ့်မယ်လို့ယုံကြည်ပြီးတော့အပမဒေနတမ္ပါဒေတာ